ဇွန်လ26ရက်နေ့သို့တော်လေဖျားသခင်ဝိညာဉ်တော်သည်တင်းတို့အထဲ၌ကျင်းဝတ်တော်မူလျင်ဝိညာဉ်ပဂတိပန်း၌ရှိကြ၏ယောမဩဝါဒစာအခန်းကြီး7အခန်းငယ်9ကာယိုးစင်ထားသည့်မြင်းတကောင်သည်မြင်းရိုင်းတကောင်ထက်လူအများအားပိုမိုအကျိုးပြုပါသည်စွရင်ဆံအားကိုစနစ်တကျထိန်းချုပ်သုံးချလျင်အကျိုးရှိပြီးထိန်းချုပ်မှုမရှိလျင် အန္တရာယ်များလာပေသည်ဖျားသခင်နေဖြင့်ကျွန်တော်တို့အားချိုးနှိမ်ရန်ရည်ရွယ်ချက်ဖြင့်ဆုံးမသွန်သင်ခြင်းမဟုတ်ဘဲ အသုံးချသောကောင်းကြီးများနဲ့ပြည့်နှက်သောဘဝအတ္တဓာရရှိရန်ရည်ရပါတယ်။ထိန်ချုပ်ကိုကဲမှုကင်းသည့်ဘဝအတ္တဓာသည်ပျော်ရွှင်ကြည်နူးမှုကင်းမဲ့သည်ကိုဖျားသခင်ကတည်ရှိသဖြင့်မိမိတို့၏စိတ်နှလုံးသားကိုထိန်ချုပ်လမ်းပြခြင်းဖြင့်ဖြောင့်မတ်ခြင်းလမ်းပေါ်သို့ရောက်ရန်ဆောင်ရွက်လျက်ရှိပါတယ်။တနည်းအားဖြင့်ဖျားသခင်သည်မှန်ကန်သောထိန်ချုပ်မှုရှိရန်နှင့်မိမိတို့၏ခွန်အားအစွမ်းကိုပြန်လည်တက်မရန်ထိန်ချောင်းပေးပါတယ်။တိဗ္ဗေပညာရဲ့အားဖြင့် ဓာတ်ထုလောကကိုပိုင်ဆိုးတဲ့ကဲ့သို့ဘုရားသခင်သည်နံဝိညာဉ်လောကကိုပိုင်ဆိုးပါလေ။သိပ္ပံပညာရဲ့ဖြင့်နာယာကရာရေတကုံမှပြင်းထန်သောရေစည်းကြောင်းများကိုလျှက်စစ်စွမ်းအင်ဖြင့်ပြောင်းလဲစေပြီးအင်ဂျင်တန်းပေါင်းများစွာမီးပေးနိုင်သည်သာမကစက်မှုလုပ်ငန်းများကိုလည်ပတ်စေနိုင်ပါれ။ယနေ့တွင်ဆူတောင်းချက်ကျွန်တော်ရဲ့ခွန်အားစွမ်းအားတွေကိုတက်မဲ့ပေးခြင်းဖြင့်တပါးသူတွေကိုကောင်းချီးဝေမျှပေးနိုင်မည်အကြောင်းဆူတောင်းပါれအဖဖရာသခင်။အာမင်။ ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။